ဒီ15ရက်6လ2025မှသည်15ရက်9လ2025တက်လာတာကံကြမ္မာများကိုတင်ပြပေးသွားမှာဖြစ်ပါလေဗျာဒီဒီပတ်တက်လာတာကတော့ပௌဒူသားသမီးများအတွက်အထူးရည်ရည်ရများဖြစ်ပါတယ်ပௌဒူသားမင်္ဂလာပါဗျာကျေးဇူးကြီးမြန်မာပြည်ပါရွှေချမေမိသားသမီးများကြိုဆိုပါရစေဗျာဒီနေ့15ရက်6လ2025မှသည် 15ရက်9လ2025တက်လာသာကံကြမ္မများကိုတင်ပြပေးသွားမှာဖြစ်ပါလေဗျာဒီဒီပတ်တက်လာသာကတော့ပုဒုသာသမီးများအတွက်အထုရေရများဖြစ်ပါတယ်ပုဒုသာသမီးများအတွက်တက်လာသာရေရများဖြစ်ပါတယ်နော်ကျွန်တော်တို့ဒီကြမ်းမတိုင်းမီဒီကြမ်းဆိုတာအင်္ဂလိပ်လိုလေးလပိုင်း73ရက်18ရက်အတွင်းမှာဖြစ်ပါတယ်ဒီကြမ်းမှာဆိုရင်အဲဒါကြောင့်ဒီကြမ်းဒီမှာ73ရက်9ရက်ဖြစ်တဲ့အတွက်ကျွန်တော်တို့ဓာတ်တင်တဲ့ရဲ့လုပ်တဲ့မှာ15ရက်ဒီပတ်လင်မှာရေရရာတွေချီရတာဖြစ်ပါတယ် ကျွန်တော်တို့အင်္ဂလိပ်လူလာသန်း15ရည်နေမှာအဆင်မပြေတတ်မဲ့15ရက်တလကြာကာလတွေမှာအဆင်ပြေတတ်တဲ့ကာလမျိုးတွေဖြစ်ပါတယ်ဗျာဒါကြောင့်ကျွန်တော်တို့15ရက်ကျော်မှတလသားတွေထုတ်လွှင့်နေတာဖြစ်ပါတယ်အဲကျွန်တော်တို့ဒီတစ်ပတ်ကတော့တင်းဟောပေါ့ဗုဒ္ဓသာသမိတွေနဲ့ပတ်သက်တဲ့ကံလေးတွေကတော့ဗုဒ္ဓသာသမိတွေကတော့ဒီအချိန်မှာကံလေးတွေကောင်းနေပြီအထူးသဖြင့်ငွေကြေးနဲ့ပတ်သက်တဲ့ကာကောင်းနေတဲ့ဓာတ်အိုးရင်လောကနဲ့ပတ်သက်တဲ့ကံကောင်းတဲ့တဲ့တက်တွေဝင်ရောက်နေတာဖြစ်ပါတယ်။အနောအရာလူယောက်ျားအားကောင်းတဲ့ကာလမျိုးတွေဖြစ်ပါတယ်။ ။နော်ဒါကြောင့်ဒီတလအတွင်းမှာဗလူသားသမီးတို့ကဝိုင်းလောက်ကိုင်းနဲ့ပတ်သက်တဲ့ကိစ္စမှာကိုကိုကြီးကိုမိသားစုကိုလုံငန်းနဲ့ဝါဒဝါဒနဲ့အောင်မြင်ကြတတ်ပြီးငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စပို့ပြီးတော့အဆင့်မြင့်သွား။အောင်မြင်ကြတတ်တဲ့ကာလမျိုးဖြစ်ပါလေဗျာ။ဝိုင်းလောက်ကိုင်းနဲ့ပတ်သက်တဲ့အဆင်မပြေကြဘူး။ကိုကိုကြီးကိုကိုမိသားစုကိုလုံငန်းအဆင်မပြေကြတဲ့ဗုဒ္ဓသားသမီးတွေဖြစ်ခဲ့လို့ရှိရင်တော့တင်းလာအရှိအယကိုလှည့် ဘောပင်လေးကိုကိုင်းပြီးတော့ဆူတောင်းအသေးဘောပင်လေးရဲ့ကျွန်တော်တို့လောက်ကင်မကောင်းမှုပြအလုတ်ကင်နဲ့ပတ်သက်လို့ကောင်းကျင်တယ်အိတ်လေးရလဲဆောက်ကျင်တယ်အလူလေးရလဲလှုပ်ကျင်တယ်တားလေးရလဲနန်းကညသွားကျင်တယ်ချွေးမလေးရလဲအလုတ်ခေါ်စာလေးတွေမလာဘူးအဲ့ဒီကိစ္စလေးတွေနဲ့ပတ်သက်လို့အလုတ်ကင်အိုးရင်လောက်ကင်နဲ့ပတ်သက်တဲ့ကိစ္စလေးတွေစင်မပြေဘူးဗျာအမြန်ဆုံးအစီအပြောင်ကိုကြီးဆောက်ကြောက်တော်မူပါဆိုတဲ့အကြောင်းတနင်္လာအရှိရာကိုလှည့်ပြီးဘောပင်လေးကိုင်းပြီးဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆို့နေသောနော်အလုတ်ကင်များအမြန်ဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်မန်းနီး ပဋ္ဌာန်းတော့ဒီချိန်မှာအောင်မြင်ကြတတ်တဲ့ပြူဝေးချေးများမိမိလိုအပ်ချက်ရှိသလောက်ဝင်ကြတတ်ပြီးတော့ပြောရတဲ့ကာလမျိုးဖြစ်ပါတယ်လူယောက်ျားတွေကြောင့်ပြောရတဲ့အလူဒါနတွေကြောင့်ပြောရတဲ့ထီထီပေါက်လို့ပြောရတဲ့ကာလမျိုးတွေဖြစ်ပါတယ်ပျော်သောငွေကြောင့်ပြောရသောကာလမျိုးဖြစ်ပါတယ်ဗျာဒါကြောင့်ငွေချေးနဲ့ပတ်သက်တဲ့အစီအမပြေကြတဲ့ဗုဒ္ဓသာသမီအားလုံးတို့ဒီတနင်္လာအရှိအရာကိုလက်ခုနဘောပလင်ကင်ပြီးတော့ပဲဆူတာအတင်ဘောပလင်ရဲ့ကျွန်တော်တို့ငွေချေးနဲ့ပတ်သက်တဲ့ကိစ္စအစီအမပြေဦးကျွန်တော်ပေးစရာဘလောက်ရစရာဘလောက်ကျွန်တော်လိုချင်တာဘလောက် ေးရန်ရစရာလေးတွေအဆင်ပြေခြင်းလေးဗျာအဆင်ပြေအောင်အများဆုံးကူညီဆောက်ရှောက်ပါဆိုတဲ့အကြောင်းဘောဘလီကင်ပြီးတော့တင်းနှလာအရှိရကိုလိုက်ပြီးကင်ဆူတောင်းရင်ငွေကြေးနဲ့ပတ်သက်လို့ပြည်သူတက်ပြီးတော့ဘောဘလီကိုကင်ပြီးတော့တင်းနှလာအရှိရကိုဆူတောင်းမယ်ဆိုလို့ရှိရင်တော့တင်းတို့မှာအိုးရင်လောက်ကင်များအများဆုံးပွင့်လန့်သွားမှာဖြစ်ပါတယ်ဒီတစ်ပတ်ထဲမှာအိုးရင်လောက်ကင်နဲ့ပတ်သက်တဲ့ငွေကြေးနဲ့ပတ်သက်တဲ့အဆင်ပြေကြတဲ့ဗုဒ္ဓသာသမီအားလုံးတို့ဒီတင်းနှလာအရှိရကိုလှည့်ပြီးမှဘောဘလီလေးကင်ပြီးဆူတောင်းမိစေအလောက်ကင်များပွင့်လန့်မယ် ငွေကြေးများစုလိုက်ပြုံးလိုက်လုံးလိုက်ခဲရဝင်ရောက်လာမှာဖြစ်ပါတယ်ဗျာဒါကြောင့်အိုးရင်လောက်ကိုင်းနဲ့ပတ်သက်တဲ့အစီအမပြရတဲ့ပုဂ္ဂုငွေကြေးနဲ့ပတ်သက်တဲ့အစီအမပြရတဲ့ပုဂ္ဂုသာသမီတွေဟာတင်းတင်းလာအရှိအရာကိုလှည့်ပြီးတော့ဘောပင်လေးကိုင်းပြီးတော့ဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆွနေတော့ကံများအမြန်ဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဒီချိန်မှာစိတ်ထဲမှာတခုခုလုံမကြဘူးဆက်နဲ့ပတ်သက်တဲ့ပစ္စည်းတွေပြဿနာဖြစ်တတ်တယ်ဆက်ပစ္စည်းတွေပြည့်နေတတ်တယ် ဆက်နဲ့ပတ်သက်တဲ့ကိစ္စတွေအစင်မပြေဆိုစိတ်တက်ကြစရာစိတ်ဆင်းရဲစရာစိတ်ထဲမှာရုပ်တရက်ဒေါသဖြစ်စရာတွေကြုံတွေ့ရတဲ့ကာလမျိုးတွေဖြစ်ပါလေဗျာဒါကြောင့်စိတ်နဲ့ပတ်သက်တဲ့ကိစ္စလေးအောင်မြင်ကြကြခြင်းနဲ့ပြဿနာကင်းခြင်းနဲ့ဆိုလို့ရှိရင်တော့ခင်ဗျစနေတော့နောက်တော်တော့လက်တရက်ပြန်တရက်ကလေးကိုဂိုင်းပြီးမှအခုခုပြီးမှဂိုင်းပြီးမှဆူတော့အတင်သေးရဲ့ကလေးရဲ့ကျွန်တော်စိတ်တည်ညံ့နေတယ်ညစ်တာတော့ဆိုင်ကယ်တွေဖန်ခံလို့ဗျာကားတွေဖန်ခံလို့ဗျာအဲဘယ်မှာမသွားရင်မလာဘူးဗျာအမှုဖြစ်မှကြောက်တယ်ဗျာငွေကုန်ကြေးရများမှကြောက်တယ်ဗျာ ိမ်မှာရှိတဲ့ကျွန်တော်မိသားစုကျွန်တော်နဲ့ပတ်သက်တဲ့နှီးနေဆက်တဲ့အစုအဖွဲ့အုပ်စုလေးတွေပြဿနာကင်းကင်းလေးတွေနဲ့အဆင်ပြေနေတာသူတို့ကြောင့်ကျွန်တော်စိတ်တွေညစ်နေရညစ်နေတဲ့စိတ်ဓာတ်ကလေးတွေအများဆုံးအဆင်ပြေအောင်ကုညီစောင့်ကြောက်တော်မူပါဆိုတဲ့အကြောင်းစနေရောက်နောက်တော်လောင်းတဲ့ဘီတဲပြန်သေးရကလေးတရက်ကိုခုပြီးမှကိုင်းပြီးဆူတောင်းမယ်ဆိုရင်တင်းရဲ့ကြာဆင်းနေတော့စိတ်ဓာတ်များအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်နော်ကိုနေနေဆက်တဲ့တဲ့လူယောက်ျားလူယောက်ျားတွေအားကောင်းနေပြီလူယောက်ျားတွေနဲ့ပတ်သက်တဲ့ကအားကောင်းနေတယ် အဲ့လူဒါနာတွေနဲ့ပတ်သက်လို့အားကောင်းနေနော်အဲ့လောင်းကားတွေနဲ့ပတ်သက်လို့အားကောင်းနေထီထီပေါက်တတ်တယ်အနောက်ငွေကြီးများဆုလိုက်ပြုံးလိုက်လုံးလိုက်ခဲလိုက်ဝင်ရတယ်လူယောက်ျားတွေဓာတ်ပြက်တယ်ကိုကိုရင်ကိုမိသားစုမှာမနေဘူးတခြားသွားတယ်ငွေကုန်တာများတယ်လက်ထဲမှာရှိတဲ့ပစံတုံးပလိုက်တယ်ကိုရင်လိုင်းပြဿနာရှားတယ်အဲ့ဒါမျိုးတွေကြုံတွေ့တတ်တယ်လူယောက်ျားတွေဓာတ်ပြက်မှာကြောက်နေတော့တောက်ကြမြောက်ရွာကူလက်ပစံလေးကိုင်းပြီးမှသူတော့အသင်ပစံလေးအသင်ငွေလေး အာကျွန်တော်အေးရလူယောက်ကြအလုံးမလုံးဘူးလှုပ်လှုပ်မှဖြစ်မှာဥယောက်ကြဓာတ်တိပြက်နေတယ်အရက်တိတောင်းနေတယ်မိမတိရှားနေတယ်အာပြည့်တဲ့နောက်ဆုံးစက္ကန့်နေနဲ့ရှုပ်နေတယ်အပြင်ကိုလည်းရလည်းထွက်လို့ဖမ်းမှစီမှကြောက်တယ်အဲအဲ့ကိစ္စလေးဒီနှစ်ပတ်တည်းလူယောက်ကြဓာတ်ပြက်နေတဲ့ကိစ္စလေးတွေအများဆုံးအစီအမံကူညီစောင့်ရှောက်တော်မူပါဆိုတဲ့အကြောင်းတောက်ကြမြောက်ရကိုလှည့်ပြီးပတ်တန်လေးဂိုင်းပြီးမှဆူတောင်းမယ်ဆိုရင်တင်းတို့မှပိတ်ဆိုးနေတဲ့ကံများလူယောက်ကြနဲ့ပတ်သက်တဲ့ကံများအများဆုံးပွန့်လန်းသွားမှာဖြစ်ပါတယ်ကိုနဲ့နိနေဆက်သက်တဲ့မင်းအုပ်ချုပ်တဲ့မင်း အဲမင်းနေနဲ့ပတ်သက်တဲ့မှာငွေကြေးနဲ့ပတ်သက်တဲ့ရလုံမှုငွေကြေးနဲ့ပတ်သက်တဲ့ပြဿနာရှာမှုငွေကြေးနဲ့မတော်မတရားလုပ်မှုတွေဒီအချိန်ကျုံတွေ့နေရတာဖြစ်ပါတယ်။အိုးရင်လောက်ကန်နဲ့ပတ်သက်တဲ့ကိစ္စအကုန်လုံးဝါတတပြီးကိုလို့ရမယ့်လုပ်ငန်းနဲ့ငွေကြေးရလုံမှုနဲ့လုပ်တွေလုပ်နေတာဖြစ်ပါတယ်ဗျာ။ကျွန်တော်တို့ဒီအချိန်မှာအဲဆိုင်ကယ်တွေဖမ်းနေကားတွေဖမ်းနေဝတ်တောက်တွေဖမ်းနေအလိုင်းတွေကြီးမှဖမ်းမှုလိုင်းတွေသက်တဲ့ အဲ့လိုက်စင်တွေ့ပြန်တော့ကြတော့တခါတည်းတကူကူနဲ့အကြောင်းပြပြီးဖမ်းတယ်မိမတွေစီးလို့ရှိရင်အဲ့အတွင်းကနေပါမပါကြီးသေးတယ်အတွင်းကမပိုင်အဒန်တက်သေးတယ်ဗျာ၃တောင်းပဲပြန်တော့ရုပ်မလုံးနဲ့ဆရာကြီးတခါတည်းတန်းပြီးတော့အဲ့ဒီတရားဝင်ပို့လိုက်တာထောင်ဆုံးလားတန်းကြသွားတာပဲပတ်သက်ပြီးရင်ထောင်မကြဘူးပတ်သက်မပြီးရင်တော့ထောင်ကြတာပဲဗျို့အဲ့လိုမျိုးတွေဖြစ်တယ်တော့ငွေကြေးနဲ့ပတ်သက်တဲ့မင်းနေရာလွယ်သုံးစားမှုတွေစီမံခွင့်ခွင့်မှုအလွဲတွေကြောင့်မင်းနေဓာတ်ပြက်နေတာဖြစ်ပါတယ်ဗျာသူကတော့အစဉ်ပြေးနေတယ်လို့ပဲတကယ်တမ်းကျတော့ အဆင်မပြေဘူးဗျို့အဲမင်းနေတက်ပြနေတယ်မင်းနေနံပါတ်ရသာပရိအနောက်ရကိုလှဲ့เนาะလှဲ့ပြီးတော့အုံသီးနဲ့ပတ်သက်တဲ့မုံလေးတွေအုံသီးနဲ့ပတ်သက်တဲ့မုံလေးတွေစားပြီးတော့စူတောင်းမင်းကိုင်းပြီးမှစူတောင်းပြီးမှဒုံဆုံးတယောက်သောသူကိုကုသပြုမယ်ဆိုရင်တင်းတို့မှာပိတ်ဆို့နေတော့ကိစ္စများအများဆုံးအဆင်ပြေမှာဖြစ်ပါတယ်ကျွန်တော်အကွန်းနေမှာထဲတဲ့အုံယုံလေးတွေနဲ့ပတ်သက်တဲ့ကိစ္စကို ပြသာပရိအနောက်ရကိုလှည့်ပြီးတော့ကင်တဲပြီးစူးတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆို့နေတဲ့ကံမြအများဆုံးပွင့်လန်းသွားမှာဖြစ်ပါလေဗျာကိုသွားတဲ့ခီကိုပြောတဲ့စကားအမှန်သွားကျင်လို့သွားခွင့်ပြောကျင်လို့ပြောခွင့်မရဘဲဤလေးလေးဖြစ်နေတတ်တယ်ဗျူအဲကြောင့်သွားကျင်လို့သွားခွင့်ပြောကျင်လို့ပြောခွင့်ရခြင်းတဲ့ပုဂ္ဂိုလ်အားလုံးလို့ဟာပါဖြစ်တော့ဆိုတော့ကျွန်တော်တို့ရပြောရင်ဘုံသူတောင်ရကိုလည်းဆက်လက်ကလေးခိုင်းပြီးမှဆူတောင်းအတင်ဆက်လက်ကလေးရဲ့ကျွန်တော်သွားတော့ခီးများအတေကင်းကျင်နေပြောသောစကားများအောင်ကျင်းနေတယ် ။ပါတော်ခီးများပြောသောစကားများအောင်မြင်ကြပြီးအစဉ်ပြေအောင်အမြန်ဆုံးကူညီဆောင်ကျောက်တော်မူပါဆိုတဲ့အကြောင်းဗုဒ္ဓတောင်ရကိုလှည့်ပြီးဆက်လက်ကလေးကမ်းပြီးဆုတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆို့နေသောဗုဒ္ဓတန်မြင့်မြတ်ပတ်သက်တဲ့ခီးစကားများကံများအမြန်ဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်။ဒီကြေမှာရိုးရာတွေပြည့်နေတယ်၊အမှုခင်းတွေဖြစ်နေတယ်၊ပြဿနာတွေတက်တယ်အဲ့ဘငွေကြီးပေးရတယ်ဒါမှမဟုတ်ထိပေါက်တတ်တယ်ဗျို့ဒါကြောင့်ရိုးရဖို့မှာဒိုးရာကြောမှာဖြစ်ပါတယ်ဗျာရိုးရလေးတွေပေါ်ပြီးတော့ဒိုးရာကြောခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရပြလို့ရှိရင် တင်းငွေနေတော့အရှိမရောက်တော့လှည့်ပြီးတော့အုံးနဲ့ပတ်သက်တဲ့မုံလေးတခုအုံးဒီနဲ့ပတ်သက်တဲ့မုံဒါမှမဟုတ်အိမ်မှာလွေကုန်းကအာလူးလေးကိုကင်ပြီးတော့စူတော့အတင်းအာလူးလေးရဲ့ကျွန်တော်တို့ဒီဘက်ထီးတွေပောက်ချင်နေဗျာရိုးရဖို့လို့ဒိုးရကြော်ပြီးအမှုခွင့်ပြဿနာတွေဝေ့ချင်နေငွေကြီးနဲ့ပတ်သက်တဲ့အောင်းမြင်ကြော်ချချင်နေဗျာဒါကြောင့်ရိုးရဖို့လို့ဒိုးရကြော်ပြီးအမှုခွင့်ပြဿနာတွေဝေ့ပြီးတော့နော်ငွေကြီးများစုလိုက်ပြုံလိုက်လုံးလိုက်ခက်လိုက်ဝင်းရအောင်အတင်းအားလူလေးကကိုကြီးစောင့်ကြောက်တော်မူပါဆိုတဲ့အကြောင်းတနေ့ကနေထောက် အရှိမတော်လဲ့ပြီးဆူတောင်းမယ်ဆိုရင်ယောဝဘောတို့ဒူဝါကျော်ပြီးမုခင်းပြတနာများဝေမင်းဝေကြီးများဆုလိုက်ပြုံလိုက်လုံးလိုက်ခဲလိုက်ဝင်ရောက်လာမှာဖြစ်ပါတယ်ဗျာ။ဒါကြောင့်ဒီဒီပါတဲ့မှာဗုဒ္ဓသာသမိအားလုံးတို့ဒီဒီကမြန်ဝေကြီးနဲ့ပတ်သက်တဲ့အောင်မြင်ကြတတ်တဲ့ကာလမျိုးဖြစ်တဲ့တင်းင်းလာအရှိအယကိုလှည့်ပြီးတော့ဘောပင်လေးကန်ပြီးတော့မကြာခဏဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆို့နေတော့ကံများဗုဒ္ဓနေ့ကြာသာပတိနေ့စနေနေ့ဒီမှာငွေကြီးနဲ့ပတ်သက်တဲ့ကံများအထူးပွင့်လာမှာဖြစ်ပါတယ် ဒါကြောင့်ဒီဘောဘလီကန်ပြီးတော့ဆူတောင်းမှာတေချာမိမိယာဆူတောင်းမှာဆူတောင်းလေဆူတောင်းလေခင်ဗျအောင်မြင်ကြရတဲ့ငွေကြီးများရရှိခံစားမှာဖြစ်ပါတယ်ဒီဒီလာဒီတပတ်တွင်မှာတော့ခင်ဗျဗုဒ္ဓကျသာပတိစနေနေ့ဒီမှာငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စများအထူးကံများပွင့်လန်းပြီဖြစ်ပါတယ်ဗျာကျွန်တော်တို့ရွှေညမီမိသားစုကပေးတဲ့ရေတရားလေးတွေကလွယ်လွယ်လေးတွေပါဒီကံလေးတွေစမ်းမယ်ဆိုလို့ရှိရင်တော့ဒီလအတွင်းမှာတော့ဒီကံလေးတွေစမ်းမယ်ဆိုရင်တော့1တို့2တို့ အမငါဆိုတဲ့ခဏန်းလေးဒီအတွေ့လေးဒီကန်ဆန်းပြ။တော့အောင်မလေးတီကိုနောက်ရကုတ်လက်ရေးလေးတောက်ပြီးမှအဆူတောင်းအတင်းရေးလေးရကျွန်တော်တို့အောင်မလေးတီကိုထီကန်လေးတွေစမ်းမယ်ထီကန်လေးတွေစမ်းတဲ့အခါမှာကျွန်တော်တစ်တို့နှစ်တို့ငါတို့ပါတဲ့ခဏန်းလေးဒီအတွေ့လေးဒီစမ်းမယ်စမ်းတဲ့အခါမှာအကျွန်တော်စမ်းတဲ့ထီကန်လေးတွေအများဆုံးပွင့်ပါသေးရောလေးလေးစားစားဆူတောင်းပြီးမှကြာသာပတိအနောက်ရကုတ်ရေးလေးတောက်ပြီးမှဆူတောင်းမယ်ဆိုရင်တင်းတို့မှပိတ်ဆုံနေတဲ့ကံများအထူးသဖြင့်တစ်တို့နှစ်တို့ငါတို့ပါတဲ့အခွေလေးတွေ တင်းနှစ်တို့တင်းငါတို့ငါးနှစ်ဆိုတဲ့ကဏ္ဍတိနဲ့အထီးကံများအများဆုံးပွင့်လန်းသွားမိဖြစ်ပါကြောင်းရွှေညာမီမိသားစုကူစားဆရာကြီးမမပြီးမှလေးလေးစားစားနဲ့အတင်းပြလိုက်ပါလေဗျာကျွန်တော်တို့ပြပူရီရေရလေးပြုလုပ်ခြင်းဖြင့်တင်းတို့မှာပိတ်ဆို့နေငွေကြီးများအစုလိုက်ပြုံးလိုက်လုံးလိုက်ခဲလိုက်ဝေရောက်ပါသေးကြောင်းရှင်ညာမီမိသားစုကူစားဆရာကြီးမြင်ပါပြီးမှလေးလေးစားစားစူတောင်းမြတ်တာပို့လိုက်ပါလေဗျာအားလုံးကျေးဇူးတင်ပါတယ်ဆရာကြီးမြန်မာပြည်ပါဗျာ